မင်္ဂလာပါကျမခုရရှိနေတာ Shadow လို့အများကသိထားတဲ့ဆိုမိုဖေဆိုလဲမြို့နယ်အတွင်းပဲဖြစ်ပါတယ်။အခုမြစ်တွင်းနေရတာကတော့ပြီးခဲ့တဲ့2024ခုနှစ် February လမှာတော်လရင်တပ်တွေက Shadow မြို့နယ်ကိုဝေရောက်သိမ်းပိုင်းတဲ့အခါမှာစစ်ကောင်စီတပ်ကနေလေကြောင်းပေါ်ကျတက်ခိုက်ပြီးတော့ပြစ်စီသွားတဲ့နေအိမ်တွေပဲဖြစ်ပါတယ်။ Shadow မြို့နယ်ကိုတော်လရင်တပ်တွေကအပြီးအလုံးစုံထိ ंछ ုပ်ထားနိုင်တာအခုဆိုရင်တစ်နှစ်နဲ့နှစ်လကျော်ချီရှိလာပြီဖြစ်ပါတယ်။ ရှာတော်မျိုးမှာဘာတွေဖြစ်တဲ့နေလဲဘယ်လိုမျိုးလှုပ်ချွေးချင်နေဘယ်လိုရှိလဲဒေသခံတွေဘယ်လိုနေထိုင်စားတောင်းနေကြလဲအခက်အခဲစိတ်ခေါ်မှုတွေဘယ်လိုရှိလဲဆိုတာကိုကျွန်မကသွားရောက်ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်ရှင် ညပေါ်မှာကတာကူလက်ရှိရှင်နေမှာကတာမျိုးဒီစစ်ချောင်းမှာပဲနေနေဆဲအောင်တော့ပြည့်ဆိုတော့ဒီချီအရှင်နေပေါ်မှာတည်ပြီးတော့သူတို့လည်းဒီလာမနေရဲကလည်းပါတယ်ပြီးတော့ဒီလူဆိုရဲရပါမယ်လည်းပါတော့ကတာကူလက်ရှိမှာကတာကူစစ်ချောင်းမှာပဲနေနေချပြည့်တယ်သစိုးတလီကတော့နာတော့လာနေကြတယ်ဒါပေမဲ့သစိုးဒီလီကြောက်လီတာကြောက်ရကြားပြကြားဆိုပြီးတော့ပြည်ကြီးကတော့အင်းလို့ပြောတယ် ျွန်တော်ကတော့ကနေယောဒီထိုင်းသတင်းဌာနရဲ့မြေပြင်သတင်းထောက်တူဖြစ်ပါတယ်။ဒီ shadow မြို့တိတ်တိုက်ပွဲကိုစတင်တိုက်ပိုက်တဲ့အချိန်ကနေစပြီးတော့မှဒီ shadow မြို့ကိုအလုံးစုံတင်ပိုက်နိုင်ခဲ့တဲ့အထိမြေပြင်မှာတော်လည်ရေးတပ်ဖွဲ့နဲ့တူမိကတ်တရင်ရယူခဲ့တာပဲဖြစ်ပါတယ်။ဒီ shadow မြို့တိတ်တိုက်ပွဲကို February လ2024 February လ12ရက်နေ့မနေ့စောပိုင်း6နာရီမှာတော်လေတပ်ဖွဲ့တွေကစတင်ဝင်ရောက်တိုက်ပတ်ခဲ့တာဖြစ်ပြီးနိုင်ငံကျော်ကြာမြင့်လာတဲ့အချိန်မှာဒီစစ်ကောင်စီရဲ့အခြေချလာတဲ့ဒီ ရှာတော့ပြောကောက်စကန်ကိုအလုံးစုံတိတ်ပိုင်နေခဲ့တာကိုကျွန်တော်မျက်မြင်ကိုလည်းတွေ့ခဲ့တာပဲဖြစ်ပါတယ်။အခုဒီရှာတော့မြို့ကိုအလုံးစုံထိန်းချုံနိုင်ခဲ့ပြီးနှစ်နှစ်တစ်နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာဒုတိယကြိမ်ကျွန်တော်ပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။လေလူနမမေဂါဖူတက်လက်ဒီငန်းနာ

့တော့ဟိုအိုမင်းနဲ့ဒီခုမှာတော့ခုပဲရှိရောနော်ဒီတခုအိုတူနေတယ်ဒီတော့ဥဒရာနဲ့မင်းပြအဥတူအားဖာနုပညာဟိုဟိုအကလာတူဟိုဟိုအင်းဒါမဲဒါနဲ့ကလည်းမင်းပြအမေဦးနော်တခုတော့အဟိုခဲနာအချမ်းအဲချမ်းမမေကောဟဲချမ်းတဲ့မသိဘူးသူပဲ အဲအပြက်စင်းတွေကတော့ဒီဖက်ကောက်ရှောင်းရှိရတယ်။ဒါပေမဲ့သူတို့အာတက်ရှင်လောက်ပြီးတော့ပြက်လက်ပြုတ်ပြေဖို့အတွက်သူတို့မှငွေချေးအင်အားမရှိမရှိသေးဘူးပြီးတော့အမ်သူတို့မှတခြားထောက်ပံ့တွေလည်းအများကြီးမရတာဖြစ်တဲ့အတွက်အာလက်ရှိအချိန်ထိအာကိုရဲ့အိမ်ကိုရဲ့နေရာကိုတက်ရှင်ပြက်လုပ်ပြီးတော့တဲအိမ်ပြဆောင်းတယ်အာအိမ်ပြဆောင်းဖို့အာအစီအစဉ်တော့မရှိသေးဘူးလို့တော့ကျွန်တော်တို့သိရပါတယ် ောက်တဲ့လိုအပ်ချက်တွေပေါ့ဒီဆောက်ဖို့အတွက်ဟိုဒီလိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့လိုတယ်ဒီမှာ